တတိတိချစ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကတပတ်ပြီးတပတ်လွဲနေတာတဲ့ဟုတ်မတဲ့နိုင်ဒီတပတ်လည်းကျွန်တော်တို့နောက်ဆုံးကြည့်လိုက်တဲ့ဒီ6ထိပ်ဆိုရင်တော်တော်လေးကိုကောင်းတာနော်6ထိပ်ဘူးခွလည်းဖြစ်ရမယ်ကျွန်တော်ဒီ14ပြိတ်မထွက်တာတော်တော်နှိမ့်နာသွားတယ်ပေါ့ဗျာနော်မိတ်ဆွေတို့တဲ့လဲတဲ့ကြမှာလဲခဏကံမလိုက်တာတော့ကျွန်တော်လည်းမတတ်နိုင်ဘူးပေါ့ဗျာကဲအဲ့လွဲတာတွေကိုထားပါ မပေါ်မချင်းကြိုးစားပေးနေရမှာတော့ကျွန်တော်ရတာပါမယ်။အဲ့တော့အခုဒီ site လေးက2025အကြိမ်20အတွက်ပထမဆုံးတင်တဲ့ file site လေးပေါ့ဗျာနော်။ကျွန်တော်တို့ဒီ92နှစ်မှာ9ပြိတ်နှစ်ခါကြရမယ်ဆိုတော့ဘူးရှိရလေနော်။အခု9ပြိတ်ကတစ်ခါကြပြီးပြီဒုတိယ9ပြိတ်ကိုကျွန်တော်တို့ဒီအကြိမ်20မှာကြဖို့အားကောင်းတယ်ပေါ့ဗျာနော်။အဲ့ဒါလေးကျွန်တော်တစ်ချက်ရှင်းပြပေးမယ်။အဲ့ကြတော့1985ကိုစကြည့်လိုက်အောင် 1985ခုနှစ်မှာပထမဆုံးငါးပြိတ္တာပမာကြတော့ဆိုတော့ဒီမှာနောက်ချစ်ချိန်မှာလာကြ396ဒီငါးပြိတ္တာတဲ့ကြောင်းရင်းအဲ82ခုနှစ်မှာ3ပြိတ္တာစကြတဲ့အချိန်3ပြိတ္တာစကြတဲ့အချိန်နော်အပေါ်မှာမကြဘူး3ပြိတ္တာစကြပြီဆိုတော့နော်သူ့ရဲ့အောက်ကနေတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်မှာဒီ85ခုနှစ်ရဲ့ပထမဆုံးငါးပြိတ္တာကြတယ် နောက်တကဒုတိယ၅ပြိတ်ပဲအချိန်မှာလိုက်တယ်ဒီပထမဆုံး၅ပြိတ်ကိုကျွန်တော်လေမော်ရောင်လေးနဲ့ကျွန်တော်ဝိုင်းပေးထားတယ်နော်ဒုတိယ၅ပြိတ်ကြည့်အောင်ဒုတိယ၅ပြိတ်ဒုတိယ၅ပြိတ်ဒုတိယ၅ပြိတ်ကိုကျွန်တော်ဒီမှာပန်းရောင်လေးနဲ့ပြပေးထားတယ်နော်ဒီဒုတိယ၅ပြိတ်ကြရတော့မယ်ဆိုရင်တဲ့သူ့ရဲ့ဘေးကနေတစ်ပင်နှစ်ပင်သုံးပင်ဆင်းလာရင်ဒီမှာ၈တလုံးအမြဲရှိတယ်သူ့ရဲ့ဘုံမှာဒီမှာကတော့ဟိုးရှိတယ်နော် တော်တိုင်ပင်ကတလှည့်စီသွားတာနော်ဒီမှာ၈တလုံးရှိတယ်အပေါ်မှာ၉တလုံးရှိတယ်ဟုတ်ဒီ၈၁၆ရဲ့တပင်ကျော်ကဒီ၄ခွန်၆ဆိုတဲ့ကီးဟာဒီဒုတိယငါးပိတ်မှာဒီ၄ခွန်၆ကီးပါရမယ်အများဆုံးပါလာတော့ဒီနောက်ပိတ်ပဲနော်ဒီဒုတိယငါးပိတ်မှာဟာဒီ၆ပါတော့ငါးပိတ်ဖြစ်ရမယ်နော်အဲ့ဒါဒီ85ခုနှစ်ရဲ့ငါးပိတ်နှစ်ခုကြားတဲ့ကိစ္စပြီးသွားပြီနော်ပထမဆုံးငါးပိတ်ကဒီကောင်ပါပြလို့ထွက်တော့ ဒီဘက်မှာပထမဆုံး၃ပြိတ်ဖြစ်တဲ့အတွက်၃နဲ့၅နဲ့လာတန်းနော်ဒုတိယ၅ပြိတ်ကကြတော့ဒီမှာနော်ဒီ22ချိန်မှာလာထွက်တယ်သူ့ရဲ့ဘေးကနေတပင်တပင်၃မြင်ဆင်းလာရင်ဒီမှာ၈တလုံးရှိတယ်အပေါ်မှာ၉တလုံးရှိတယ်ဒီ25ပြိတ်ရဲ့ဒီပန်းရောက်25ပြိတ်ရဲ့တစ်နှစ်ကျော်ဒီနောက်ပိတ်လျှောက်ကဒီမှာ6လို့ပါပြီးမှဒုတိယ၅ပြိတ်အဖြစ်သူကလာပြီးတော့ထွက်ပြီးရတယ်နော်နောက်85ပြီးတော့75ခုနဲ့ 75ခုနှစ်မှာတဲ့ဒီမှာပထမဆုံးထွက်တော်ငါပရိအဲ့ဒီပထမဆုံးထွက်တော်ငါပရိကကြတော့သောနာလို၃ပရိနဲ့မှုတော့သူကကြတော့ဒီပြပုတ်ကနန်းအနေနဲ့ပြန်ကြမှာ71ခုနှစ်ရဲ့71ခုနှစ်တည်းရထွက်ထားတဲ့ငါပရိတခုက75ခုနှစ်မှာပြပုတ်ကနန်းအနေနဲ့ပထမဆုံးငါပရိအနေနဲ့ထွက်ရမှာနော်ကြပ်ဘလို့ထွက်တော့ဆိုတော့ဒီ71ခုနှစ်မှာပြန်ဖို့ကဏ္ဍငါးပြိတ်ကဒေသုံးချင်းမရဘူးခုနှစ်လေး နော်ဒီ9နှစ်လေးကိုယူရတဲ့အကြောင်းရင်းရွေးရတဲ့အကြောင်းရင်းဒီ9နှစ်လေးယူရတဲ့တက်တည်ပြချက်ကဘာလုံးဆိုတာဒါလေးပဲဗျ3ထိတ်နဲ့10ပိတ်နဲ့ကြာထားတယ်3ထိတ်10ပိတ်ကြာပြီးတော့မှဒီမှာ9တလုံးတစ်နှစ်ကျော်မှ10တလုံးအဲ့လို9နဲ့10နဲ့ပြန်ခွာပြီးထားတယ်နော်ဒီမှာ3ရှစ်တောင်းထိုးထားတယ်သူ့ရဲ့ဘေးမှာ9တလုံးမှ10တလုံးအဲ့လို9နဲ့10နဲ့ပြန်ခွာပြီးအကြော်ဒီ38ရက်တောင်းမှာ9နှစ်လေးဆိုတော့35ပြိတ်ပြီ75ခုနှစ်ရဲ့ ပထမဆုံးပရိသေမောရောင်လီမောရောင်ပထမဆုံးပရိဖြစ်ကြဒီ15ပရိရဲ့ကြတော့မဆိုရင်သူ့ရဲ့ဘေးမှာ15ပရိရဲ့ဘေးမှာမရှင်းတဲ့သုံးနဲ့တန်းပေးထားနော်ချစ်ရဲ့သုံးနဲ့တန်းပေးထားမရှင်းတလုံးသုံးနဲ့တလုံးပေါ့ဗျာနော်ဒီမှာရှင်းပါမယ်အပေါ်မှာရှင်းအောင်ပါတော့ဗျာသူ့ရဲ့ဘေးမှာ15ပရိဒုတိယ5ပရိကဒီမှာပဲဆက်ပြီးထွက်တယ်ဗျာနော် အဲ့ကြတော့ဒုတိယငါးပရိတ်ကဘယ်လိုတော့ဆိုဒုတိယငါးပရိတ်ပန်းရောက်ထွက်တော့မယ်ဆိုရင်တဲ့သူ့ရဲ့ဘေးမှာဒီပင်နဲ့ပင်သုံးမယ်ဆိုရင်၈တလုံးနော်ဆောင်းနာဒီမှာ၉တလုံးရှိရနော်ခုဒီမှာကျတော့၈တလုံးအပေါ်မှာအပူအဲ့ဒီအပူကအပေါ်ကနန်းရဲ့နက်ခတ်ဖြစ်ရမယ်ဒီမှာ၃၈ဆိုတော့ဒီ၃ရဲ့နက်ခတ်၅လာပူတယ်ပူပြီးတော့မှ၈ရှိတယ်နော်အဲ့၈ကဒီပင်နဲ့ပင်သုံးမယ်ရဲ့ဘေးမှာဒုတိယငါးပရိတ်ထွက်တယ်အဲ့ဒီအချိန်မှာတဲ့ဒီ၃ရက်ခွန်ရှိရဲ့တစ်နှစ်ကျော်အပိတ် ဒီနောက်ပိတ်ရှစ်ကဒီနေရာမှာပါမယ်ဒုတိယ၅ပရိတ်လို့ကြာတာ ਨੇ အဲ့ဒီရှစ်ပါဆိုတော့ဒုတိယ၅ပရိတ်ဖြစ်ရမယ်နော်ဒါချစ်သက်၅နဲ့ချစ်သက်၅ခုနဲ့မှာထွက်တဲ့၅ပရိတ်နှစ်ခုပြီးရောနော်ဒါလေမောရယ်ပန်းရယ်အဲ့လာပြီးတော့95ကိုသွားကြည့်ရပါဘူး95ခုနှစ်မှာလည်းအဲ့လိုပဲပထမဆုံး၅ပရိတ်ကြည့်ရအောင် 95ခုနှစ်မှာပထမဆုံး၅ပြည်ဒီမဲ့122ဒီဘာလို့လို့ဘာလို့ထွက်တုံးဆိုတော့ဟောနာလိုပဲဒီတုံးပြည်ကြောင့်လေနော်92ခုနှစ်မှာတုံးပြည်อืมเนาะ92ခုနှစ်မှာဒီမှာ3ပြိတ်တော့အဲ့လို3ပြိတ်တော့စားတယ်လို့သူ့ရဲ့အောက်ကနေတနေ့နှစ်နှစ်သုံးနှစ်၄နှစ်မြောက်မှာပထမဆုံးလေမော်ရောင်5ပြိတ်စားတယ်အဲ့လိုဆွတ်ပြီးရင်ဒုတိယ5ပြိတ်ကဘယ်အချိန်မှာလိုက်တော့ဆိုတော့ ဒုတိယငါပဋိက္ခဒီပန်းအောင်ပေါ့ဗျာနော်သုံးညာချက်ကိုအဲ့ဒီငါပဋိက္ခတဲ့သူ့ရဲ့ဘေးကနေတစ်ပင်နှစ်ပင်သုံးပင်ဆင်းလိုက်ရှစ်တလုံးမြဲရှိတယ်နော်ရှစ်တလုံးမြဲရှိရသူ့ရဲ့ဘုံမှာဟောပထမတိုင်ပြန်ဖြစ်သွားပြီရှစ်တလုံးဘုံမှာ9တလုံးဟုတ်တယ်နော်ပြီးရင်ဒီပန်းရောင်ငါပရိက္ခာတနစ်ကျော်လိုက်အဲ့ဒီနောက်ပိတ်ကအမြဲပါဒုတိယငါပရိက္ခောဗျာနော်ဒုတိယငါပရိက္ခထွက်မှာဆိုအဲ့ဒီတုံညာဒီကိုပြန်ပါမယ် ဟုတ်ပြီနော်ဆောနာ၈00အတိုင်းပဲဒီ၃ညာခု၈တောင်းရလဲဒုတိယ၅ပြိဒီ၈ကဒီကိုပြန်ပါတယ်နော်ပထမဒီမှာဒီမှာ၈တိ၆တောင်းရလဲဒီ၆ကဒီကိုပြန်ပါတယ်ဟုတ်ပြီနော်ဒါ95ခုနှစ်ပြီးပါနော်95ခုနှစ်ဒါပထမဒီမောရောင်၅ပြိဒါဒုတိယပန်းရောင်၅ပြိအဲ့ဒါပြီးရင်2005ဟုတ်သွား 2005မှာကြာတော့ပထမဆုံးထွက်တော့ငါပြည်ဒီကောင်မဲအဲ့ကောင်ကအစောနာလိုပဲဒီတခုနှစ်ရဲ့တခုနှစ်တည်းမှာထွက်တဲ့ငါပြည်က2005ခုနှစ်မှာပထမဆုံးထွက်တော့ငါပြည်ဖြစ်ပြန်ပို့ရမယ်เนาะဟုတ်ပြီတခုနှစ်မှာဒီမှာဒီငါသုံးခုကိုပို့သွားတယ်ဘာလို့ပို့သွားတော့တော့ဟိုဘက်ကပုံစံတိုင်းမဲ38 3ထိပ်10ပိတ်လို့ထိုးထားတယ်ပြီးရင်ဒီမှာငါเนาะတနည်းကြုံရှင်း 58လို့ခွာတာနော်38 58လို့ခွာတာပြီးတော့မှအဲ့ဒီ93ခုဆိုတဲ့ကောင်က2005ခုနှစ်မှာ2005ခုနှစ်ရပထမဆုံးငါပရိအနေဖြင့်လာကြတယ်သူထွက်တော့မယ်ဆိုတဲ့သူ့ရဲ့ဘေးမှာတွေ့လာမှာရှေ့အပေါ်မှာရှေ့အောက်မှာ3ညာရှင်းတဲ့3ညာနဲ့ထောက်ပြီးတော့မှအဲ့ဒီခွန်93ဟာအထောက်တခုနှစ်ရဒီပြန်ဖို့ကဏ္ဍကိုပထမဆုံးငါပရိအနေနဲ့ဒီမှာထွက်တာဟုတ်ပြီနော် ဟိုမှာတော့ကိုးနှစ်လေးကိုဒီကိုးနှစ်လေးကိုပထမဆုံး75ခုနှစ်ရဲ့ပြန်ပို့ကဏ္ဍအနေနဲ့ထွက်တယ်နော်ဒီကိုးနှစ်လေးရဲ့သောင်းမှာ38ဆုံးထိပ်10ပိတ်ဒီမှာ9တလုံးဒီမှာ10တလုံးနော်အဲ့လိုပဲဒီ2000ခုနှစ်ရဲ့ဒီ93ခုနော်ဒီမှာ3ထိပ်10ပိတ်9တလုံး10တလုံးသူ့ရဲ့သောင်းက93ခုဟာ2005ခုနှစ်မှာပထမဆုံး9ပိတ်အနေနဲ့လာပြီးတော့ကြာတာနော်ဒီမှာ ဖြစ်တုံညာเนาะဖြစ်တုံညာဆိုတာရှိတယ်เนาะဒီနှစ်ကိုလေးတုံးကလည်းရှင်းနဲ့တုံညာနဲ့ထောက်ထားပဲဟုတ်ပြီဒါဟုတ်ပြီဒုတိယငါးပရိတ်ပဲတင်လာမလို့ပေါ့ဗျာဒုတိယငါးပရိတ်ကဟောဒီမှာဒုတိယငါးပရိတ်เนาะတော့နောက်လိုပဲသူ့ရဲ့ဘေးကနေတစ်ဘက်နှစ်ဘက်သုံးဘက်ဆင်းဒီမှာရှစ်တလုံးရှိတယ်တွေ့လားသူ့ရဲ့အပေါ်မှာတွေ့လားသုံးဘူးခွာရှိတယ် ဲ့ဒီတော့မှဘာလို့ပူတော့သူ့ရဲ့ဒီ၅ခုခွန်ဆိုတော့ဒီ၅ရဲ့နှက်ခတ်၃လာပူတာပြီးတော့မှ၈တလုံးပြီးရင်တပင်တပင်၃မှညမှာ၉၃၃ဆိုတဲ့ဒုတိယ15ပြိပန်းရောင်15ပြိနော်ပြီးရင်တနှစ်ကျော်လိုက်အဲ့ဒီနောက်ပိတ်၃ဟာအဲ့ဒီဒုတိယ၅ပြိကလေးမှာပါဟုတ်ပါမယ်၃တလုံးပါတော့15ပြိပန်းရောင်15ပြိဖြစ်ရမယ်နော်အဲ့ဒါဒီ2000 5ခုနှစ်ရဲ့ပထမ5ပြိ ုတိယ5ပြည်ရာပြီးရောဟုတ်ပြီနော်ပြီးရင်2015ကိုသွားကြည့်အောင်2015မှာကြတော့ဒီမှာဒီကောင်ကပထမဆုံး5ပြည်ပြအစောကြီး2ချိန်မှလာထွက်တယ်ဘာလို့ထွက်တုံးတော့ဒီ2012မှာသူကပထမဆုံး3ပြည်ကတစ်ချိန်မှထွက်လို့လေအဲ့တော့သူရဲ့အောက်ကနေတစ်ခုနှစ်ခုသုံးခု၄နှစ်မြောက်နော်၁နှစ်သုံး၄နှစ်မြောက်မှာ၅သုံးခုဆိုတာ5ပြည်2015ရဲ့ပထမဆုံး5ပြည်အနေနဲ့ဒီ ဒီမောရောင်ကနန်းပေါ့ဗျာနော်ဒီမောရောင်15ပြိတ်ချွတ်ဒုတိယ5ပြိတ်ဟောဒုတိယ5ပြိတ်ကဒီမှာ7နဲ့5ပဲနော်အဲ့ဒီ7နဲ့5ရဲ့ဘေးကနေတစ်ခု2ခု3ခုနော်3ပဲဆင်းလာဒီမှာ7တလုံးတွေ့လားအပေါ်မှာ9တလုံးနော်9 8 9ဒီမှာလည်း9 8 3ခုညီပါပြီနော်ဒီ7နဲ့5ကဒုတိယ5ပြိတ်ပိုင်းအောင်နော် အဲ့ကောင်တစ်နှစ်ကျော်ဒီနောက်ပိတ်နှစ်ကတွေ့လားဒီမပါတာပဲအဲ့ဒီနှစ်ပါတော့ဒုတိယပန်းရောင်ငါပြည့်ဖြစ်ရမယ်အဲ့ဒါ2015ခုနှစ်မှာဒါပထမငါပြည့်နော်ဒီမှာဒုတိယငါပြည့်ပါပြီးသွားပြီနော်အခုဒါ6ခုမြောက်2025ဘူးနော်ဖြစ်စဉ်6ခုပေါ့ဗျာ2025မှာပထမဆုံး25ပြည့်ကြည့်အောင် ောင်း825ဒေါ်လာဆိုတာ852နော်ငါတော့ပြန်ပို့ကဏ္ဍဖြစ်ရမယ်နော်ပြန်ပို့ကဏ္ဍဘယ်ရဖြစ်ရဘယ်ရကဏ္ဍလို့ဟာတစ်ဆုံးနဲ့နှစ်ဆရာတစ်ဆုံးနဲ့နှစ်ဆရာဒီ66တိမရဘူးနော်66တိမရဘူးနောက်တစ်ခုကြည့်မယ်66တိမရဘူးသူဟိုဘောသူ600ဖြစ်တဲ့အတိုင်းမဖြစ်လို့ဒီမှာလာဖြစ်ပြီနော်ဒီကဏ္ဍအစိမ်းအောင်2 5 8တွေ့လားဒီမှာ3ထိပ်8ပိတ်လေ3ထိပ်8ပိတ် အမှန်ငါအဲ့ငါ့ကိုတခုတစ်နှစ်ကျော်လိုက်ရှစ်နော်58လို့ခွာတယ်38လို့ထိုးနှစ်ငါရှစ်အဲ့ဒီနှစ်ငါရှစ်ကအဲ့ငါဆုံးတဲ့နှစ်မှာနော်ငါဆုံးတဲ့နှစ်မှာပထမဆုံးထွက်တော့35ပြည့်ဖြစ်ရကျွန်တော်တို့ဒီမှာထိုးခဲ့တာလေဗျာနော်ဒီနေရာမှာထိုးခဲ့တာမထွက်ခဲ့ဒီနေရာမှာထွက်တယ်အဲ့တော့ကျွန်တော်ဒီ7တောင်ကြီးသတိမထားမိလိုက်ဘူး။မြေ7ဒီမြေ3ညအဲ့ဒီ7တောင်ကြီးဆောင်းမှာပဲထွက်တယ်။နော်။ ဆောနာဒီတစ်ဆောနာနှစ်ကဒီ66တွေကမထွက်နိုင်ဘူးဆိုတာ38မထူဒီမှာ9တလို့ရှိအဲအဲ့လိုလည်းမဖြစ်ဘူးเนาะအကြတော့ဒီမှာ73ညဆိုပြီးတော့ထောင်ပြီးတော့မှဒီမှာထောင်မှာ85နှစ်ဆိုတော့လာထွက်တာကျွန်တော်တို့ကဖမ်းလာဒီ30ချိန်မှာဖမ်းလာအဲ့တော့က35နှစ်ဆိုပြီးเนาะဘာလို့လဲကျွန်တော်ဒီ9ပြိတ်ဒီ9ပြိတ်เนาะပြီးတော့ဒီပါဝါနှစ်စုံဖြစ်စင်နေပေါ့ဗျာအဲ့တော့ကကျွန်တော်လွဲခဲ့တယ်ပေါ့ဗျာเนาะသူလာပြီးသွားတာဒီ ရှစ်ပါတယ်၃ညပါတယ်အဲ့ဒါဒီပဲဒါကြတော့လေဒီဟိုထောက်ချက်တွေယူရတာဒါကြတော့လေကွာကြရတယ်နော်အခုကဒီရှစ်နဲ့၃ညနဲ့ပါတဲ့အတွက်သူ့ရဲ့ဆောင်းမှာသူထွက်လိုက်တာထားလိုက်တော့ကဲဒုတိယ၅ပြိတ်ကိုကြည့်ရအောင်ဒုတိယ၅ပြိတ်ကိုကျွန်တော်ကဒီနေရာမှာမှန်ထားတယ်။ဘာဖြစ်လို့လဲသူ့ရဲ့ဘေးမှာသူ့ရဲ့ဘေးကနေတစ်ပင်နှစ်ပင်သုံးပင်ဆင်းလိုက်ဒီမှာရှစ်တလုံးနော်သူ့ရဲ့ပေါ်မှာနှစ်ပူးတဲ့ အဲ့ဒီနှစ်ဘူးကသူ့ရဲ့အပေါ်ကဒီ၄ရက်နှစ်ခါနှစ်ဘူးတာလေအောက်မှာရှစ်တလုံးအဲ့လိုဆိုဒီမှာတပင်နှစ်ပင်သုံးပင်ပြီးမှကျွန်တော်ဒီနေရာမှာဒုတိယ၅ပလိတ်ကိုမှတ်တာအဲ့လိုဆိုသူ့ရဲ့ခြေရဖြစ်စဉ်အတိုင်းခြေရ၅ခု၊ခြေ၅ခုဖြစ်စဉ်အတိုင်းဆိုသူ့ရဲ့တစ်နှစ်ကျော်ကအဲ့ဒီတစ်ကပျောက်နေတော့တစ်နှစ်လုံးပျောက်နေတဲ့တစ်ကဒီနေရာမှာများပေါ်မလားလို့ပေါ့နော်အဲ့မဲ့ကျွန်တော်410ဆိုပြီးတော့ဒီကွက်တဲ့ကျွန်တော်ထုတ်တာနော်410ဒီ1ရဲ့ ီတစ်ပါတော့ငါးပရိတ်ပေါ့နော်ဒီတုံညပါရတဲ့အကြောင်းကိုကျွန်တော်ပြောပြအောင်မှာအဲ့ဒါလေးဒီခုနက၅ခုနဲ့မှာပထမဆုံးထွက်တော့ငါးပရိတ်ကတုံညခု6အဲ့ဒီနောက်ပိတ်6ခုတဲ့နှစ်ဖြစ်အောင်ဆိုရင်ပါလို့6ပဲလို့တာပေါ့နော်အဲ့ဒီ6ကဒီမှာဘယ်နေရာကိုသွားလဲဒုတိယငါးပရိတ်ရောက်တော့အပိတ်ကိုပဲသွားတယ် အဲ့ဒီအချိန်မှာသူရဲ့တစ်နှစ်ကျော်ကဒီနောက်ပိတ်6ကလည်းပါရမယ်ဆို6နှလုံးကထက်နေเนาะဒီပထမဆုံး9ပရိရဲ့နောက်ပိတ်ကိုနှစ်ဖြစ်အောင်လိုတဲ့ကဏ္ဍထည့်လိုက်ဒီမှာ6ဆိုတော့နှစ်ဖြစ်အောင်6ပဲလိုတာပေါ့เนาะအဲ့ဒီ6ဟာဒုတိယ9ပရိမှာအပိတ်ပဲဟုတ်ပြီ75ခုနှစ်ကိုသွားကြည့်လိုက်75ခုနှစ်မှာပထမဆုံးထွက်သော9ပြိတ်က294အကြတော့ဒီနောက်ပိတ်လေးကို2ဖြစ်အောင်ဆိုရင်ပါလို့8လို့အဲ့ဒီချက်ကလည်းအပိတ်ပဲเนา ပြီးတော့ဒီပန်းရောင်ရဲ့တစ်နှစ်တော့အပိတ်ကလည်းဒီရှစ်ပဲဖြစ်နေရှစ်နှလုံးလာထန်အဲကြတော့ဒီမှာ၄နဲ့ရှစ်နဲ့အပိတ်နှစ်ခုနော်ဒီ6နဲ့ဒီ6နဲ့ဆိုတော့အပိတ်ကိုသွားတယ်နော်အပိတ်နှစ်ခုပြီးသွားပြီဟုတ်ပြီ95ကိုသွားကြည့်လိုက်အောင်95ပထမဆုံးထွက်သော5ပရိကဒီမှာ1နှစ်နဲ့အဲကြတော့1နှစ်နဲ့ဆိုဒီနောက်ပိတ်နှစ်ကိုတုံညဖြစ်အောင်ဆိုရင်တုံညလိုပါပေါ့နော် ီနောက်ပိတ်နှစ်ထဲကိုနှစ်ဖြစ်အောင်ပါပေါင်းသုံးညပဲပေါင်းအောင်နောက်တစ်ခါထွက်မဲ့ငါးပရိတ်ကပြစ်လာအဲ့သုံးညထိတ်ကိုရောက်သွားတယ်နော်သုံးညထိတ်ကိုရောက်သွားတယ်အဲ့ဒီချိန်မှာလည်းဒီပန်းရောင်လိုင်းရဲ့တနှစ်တော့ဒီနောက်ပိတ်ကလည်းပြန်ပါမယ်အဲ့ကောင်လည်းသုံးညပဲပြီးထားတယ်နော်ဒီအပိတ်နဲ့ဒီထိတ်နဲ့ဟာနှစ်ပဲပြန်ဖြစ်တယ်နော်ကြည့်2005ကိုကြောက်ကြည့်အောင်2005မှာပထမဆုံးထွက်သော9ပြိကခွန်93နော် ဟောငါးသုံးဆိုတော့ဒီနောက်ပိတ်သုံးကိုနှစ်ဖြစ်အောင်ဆိုပါလို့ကိုးလို့တယ်ဒုတိယထွန်းမဲ့ငါးပိတ်မှာတွေ့လားအဲ့ကူကခြေကိုပဲသွားတာထိတ်ကိုပဲသွားတာနော်ဟိုဘက်မှာအပိတ်အပိတ်ဒီမဲ့အပိတ်နဲ့ထိတ်နဲ့နှစ်အဲ့မဲ့ဒီလိုက်ဒီအပိတ်နဲ့အဲ့ဒီထိတ်နဲ့နှစ်ပဲနော်အဲ့ဒီမှာဒီကောင်ကကိုးဒီကောင်ကသုံးကိုးသုံးတွဲနဲ့ငါးပိတ်ဟုတ်ပြီနော်ကဲဟုတ်ပြီ2015ကိုသွားကြည့်လမ်း2015ကျတော့ဘယ်ရနေပြန်လို့ မဲ့အပိတ်ကခွန်လေဗျာနော်ခွန်ဆိုတော့အဲ့ခွန်ကိုနှစ်ဖြစ်အောင်ပါလို့ငားလို့တယ်ဒုတိယထွက်သောငားပြိဒုတိယထွက်သောငားပြိမှာအဲ့ဒီငားပယ်နာသွားကြတာတွေ့လားအပိတ်ကိုပြန်ကစားတယ်နော်ဟာဒီအပိတ်ကိုနှစ်ဖြစ်အောင်ငားလို့တယ်အဲ့ဒီငားဟာဒုတိယငားပြိထွက်တာနဲ့အဲ့ဒီငားအပိုင်ပါမယ်အဲ့ဒီအချိန်မှာသူ့ရဲ့တပင်ကျော်ကနှစ်အပိတ်နဲ့အောက်ကနှစ်ဖြစ်ချင်းပို့လိုက်တဲ့ငားနဲ့နှစ်ချင်းငားဆိုပြီးတော့ ဟုတ်ပြီအဲကြတော့ဒီမှာ25မှာပထမဆုံး၅ပရိကပါကဏ္ဍခြေ၅နှစ်တဲ့နော်ခြေ၅နှစ်ဆိုတော့ဒီနောက်ပိတ်နှစ်ကိုနှစ်ဖြစ်အောင်ဆိုတုံညလိုပြီလေနော်အဲ့ဒီတုံညအပိတ်ပဲဖြစ်ရမယ်အဲကြတော့ကျွန်တော်တုံညကိုအပိတ်ထားလိုက်တယ်သူ့ရဲ့ဒီဘက်မှာရှိတဲ့တစ်မတစ်တလုံးရှိနေပြီဗျာဒီကနှစ်ဖြစ်ခြင်းကတုံညရှိနေတစ်နဲ့တုံညနဲ့ရှိနေပြီဗျာ၅ပရိဆိုတော့၄၀ပဲလीဗျာဟုတ်တယ်နော် ။ဘာလို့တော့ဒီတစ်ကတစ်ခါပဲဗျာ။နှစ်ကနှစ်ခါပဲ။နော်။ဒီ၃က၃ခါပဲ။သူကစီနီယာလေးနေသွားတာနော်။ဒီမှာ၃ပိတ်။၃ပါသော၅ပိတ်ဒုတိယ၅ပိတ်။ကြလားနှစ်ပါသောဒုတိယ၅ပြည့်မြဲတစ်ပါသောဒုတိယ၅ပြည့်တွားတဲ့ဆိုင်ကြီးစီးဆက်တယ်နော်တစ်ပင်နှစ်ပင်သုံးပင်အဲ့ဒီသုံးပင်ကနေဒီဘက်ကိုတက်ကြည့်လားကြလားရှင်းနေလား တပင်းတပင်း3မီတာလာပြလာဒီလိုလာတာဟိုအစားတော့မဖြစ်ခဲ့တဲ့ကောင်ကပြလာ6ပိတ်6တလုံးပါဒုတိယ5ပိတ်10ပိတ်10တလုံးပါဒုတိယ5ပိတ်နော်ဒီမှာ3ည3ညတလုံးပါဒုတိယ5ပိတ်တော့680ပါတော့ဒုတိယ5ပြည်ဒီဘက်မှာကျတော့3 2 1ပါတော့ဒုတိယ5ပြည် အဲ့ဒီအတွက်ဒီ၄၁၀ဆိုတဲ့ကဏ္ဍလေးဟာဒါကန်ဆန်းတင်တယ်လို့ကျွန်တော်ယူဆလို့ဒါအစောစီးတငယ်ချင်းတို့ကိုပြပေးလိုက်ရခြင်းဖြစ်တာအရန်ထိုးခြင်းတော့၁၄၀ပေါ့ဗျာနော်၃ညတော့နောက်မှာပဲထားလိုက် ပြီးခဲ့တဲ့ဘက်က၃ည၃ည၅တို့ပါတော့ထည့်ထိုးလို့ရတယ်ဗျာနော်၃ညပါဆိုဒုတိယ၅ပြည့်ဖြစ်ရမယ်နော်ကဲမိတ်ဆွေတင်ငယ်ချင်းများအားလုံးကံကောင်းကြပါစေဗျာ